အစိုးရကငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့အဖွဲ့အစည်းတွေဖွဲ့စည်းပြီးဆွေးနွေးလှုပ်ဆောင်မှုတွေစတင်နေပြီဖြစ်ပါတယ်။အစိုးရသက်လက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအလားအလာနဲ့ပတ်သက်လို့နိုင်ငံရေးဆောင်ပါတွေရေးသားနေတဲ့စာရေးဆရာတန်ဆိုးနိုင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာရှင်ဒီလက်ရှိအစိုးရသက်ရဲ့ငြိမ်းချမ်းရေးဆောင်ရွက်တဲ့အခင်းအကျင်းလေးပေါ့အရင်ဦးဆုံးခြုံငုံတုံ့တက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ဒီအဲတခုကတော့ကျွန်တော်တို့ ဟိုအရင်တော့ MPC ကိုကျွန်တော်တို့ပြုပြင်ပြောင်းလဲပြီးတော့အမျိုးသားပြန်လဲတင်မြှင့်ရေးနဲ့ညဉ့်ညမ်းရေးဟေးစင်တာအာကျွန်တော်တို့ပြောင်းလဲပြီးတော့ဖွဲ့လိုက်တာပေါ့ဗျာနောက်နောက်တစ်ခုကတော့27ရာစုပင်လုံညီလာခံကျွန်တော်တို့ကျင်းပရေးကော်မတီဖွဲ့စည်းပြီးတော့ဒါတွေလှုပ်ရှားနေတာပေါ့အဲ့ဒီပုံမှာအာဒီပုံမှာအခြေခံမူသဘောအရာကတော့တစ်ဖက်က NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့နဲ့ NC လက်မှတ်ရေးထိုးခြင်းမရှိပြုသေးတဲ့အဖွဲ့တွေနှစ်ပိုင်းခွဲပြီးတော့ဆွေးနွေးညှိနှိုင်းအဲမဲလို့ဆိုတာသိရပါတယ်ဟုတ်ကဲ့ခြေခံစစ်တပ်ကတော့ဒီညီလာခံမှာညီလာခံမှာအားလုံးပါဝင်ရေးဆိုတာပါဒါမှမဟုတ်အခုအခင်းကျင်းနဲ့အခုအခင်းကျင်းတဲ့သဘောထားတွေဟာအချင်းတီတောင်းဆိုချက်နဲ့ကိုက်ညီတယ်လို့ရေဘူးကပြောပြရစီခင်ဟုတ်ကဲ့ပါရှင် ဲ့လိုမျိုးနှစ်ခုအဖွဲခွဲပြီးတော့ဆောင်ရွက်နေရပေါ့နော်အဲ့တော့ဒီအစိုးရအသည့်အနေနဲ့ပေါ့နော်ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြိုတင်ပြင်ဆင်ကော်မတီအနေနဲ့ပေါ့နော်ဒီအပြည့်ရဲ့လက်မှတ်မထိုးသေးတဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေကိုအခုတွေ့ဆုံပြီးတော့ငြိမ်းချမ်းမှုဝါဒတွေကိုရှင်းပြတယ်လို့လည်းသိရတယ်ရှင်ဆိုတော့ဒီအစိုးရအသည့်လက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကဘလောက်အတိုင်းအတာထိခီးပေါက်နိုင်မယ်လို့မျှော်လင့်မိလဲရှင်အအချိန်အဖြစ်ပြောရလို့ရှင်ပြဿနာကကျွန်တော်တို့အားလုံးပေါင်းဝင်ရေးမှာအကန့်အသတ် ဖြစ်နေတာကကျွန်တော်တို့အေးအေးရခိုင်ဖွဲ့ကိုကံဖွဲ့နဲ့ကျွန်တော်တို့တန်းပလောင်ဖွဲ့ပေါ့ဗျာအဲ့ဒီသုံးဖွဲ့ပအဝင်ခွင့်မပြုတဲ့အတွက်တနင်္ဂနွေဒီဇင်ဘာဆိုလို့ခြားတော့ကျွန်တော်တို့ခရီးရင်းနဲ့ခြားတော့ UNFC အဖွဲ့အစည်းများလက်မှတ်မထိုးကြတော့ပါအဲ့တော့သူတို့ရဲ့အခြေခံသဘောထားကအားလုံးပအဝင်ရေးပါအခုဒေါ်ဆန်းစုကြည်ကလည်းအခုကျင်းပမဲ့ညီလာခံမှာအားလုံးပအဝင်ရေးဖြစ်ဖို့သူကကြိုးပမ်းနေတဲ့အနေထားပါ အဲ့တော့အားလုံးပါဝင်နိုင်ဖို့အတွက်ကဒီသုံးပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ပါဝင်လာနိုင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကိစ္စစဉ်းစားကြဖို့ပါပဲအဲ့ဒီမှာဒီသုံးပွဲနဲ့ကလည်းတကယ်လို့ UNFC မှာဂျန်တဲ့အဖွဲ့တွေ NC လက်မှတ်ရေးထိုးဖို့အတွက်ပါဝင်ရေးမှာသူတို့အကန့်အသတ်ဖြစ်တယ်ဆိုရင်သူတို့အနေနဲ့ကအင်းဒီနှုတ်ထွက်ပြီးမယ်လို့ဟိုသူတို့ကပြောဆိုတဲ့အထိရှိပါတယ်အဲ့တော့သူတို့ကအဲ့လိုပြောဆိုလာတာလာတဲ့အနေထားအောင်မှာကျွန်တော်အနေနဲ့ကတော့ အချုပ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေချောမွေးဖို့ဆိုလို့ရှိရင်ဒီအဖွဲ့သုံးဖွဲ့အနေနဲ့ NCA လက်မှတ်ရေးထိုးတာမှာပေါင်ဝင်မရတော့ညာလဲသူတို့အနေနဲ့တစ်ဖက်သက်အပြည့်အခက်ရဆဲချောင်းသူတို့ကိုကြီးညာပေးစီခြင်းပါတယ်တခြားတစ်ဖက်ကလည်းတမတော်ကဒီအင်အားတွေကိုစစ်စင်ရေးတွေရဆိုင်ပေးဖို့ကျွန်တော်တို့တောင်းဆိုခြင်းပါတယ်အဲ့လိုအခြေအနေတွေရှိတဲ့အောက်မှာ NCA မှာသူတို့ပေါင်ဝင်လက်မှတ်ထိုးခွင့်ကို အချင်းတစုံတရာကျွန်တော်တို့ရွှေဆိုင်ထားတော်ညာလဲအခြားတစ်ဖက်ကကျွန်တော်တို့ဒီ27ရာစုပင်လုံနိုင်ငံရေးဆွေးနွေးပွဲမှာတော့အမျိုးသားပြန်လည်တင်မြေးစိတ်ဓာတ်နဲ့အဲဆောင်ရွက်ကြမှာဖြစ်တဲ့အတွက်သူတို့ကလည်းပါဝင်ပေးသင့်တယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့အားလုံးပါဝင်ရေးကိုဥတည်တဲ့အဲညီလာခံတရအဖြစ် ကျွန်တော်တို့ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုရင်တော့အဆင်ပြေမယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျ ဟုတ်ကဲ့ရှင်နောက်ထပ်တစ်ခုမေးချင်တာပေါ့နော်အရင်တက်မတော်ကနေအရွက်သားကိုပြောင်းတဲ့အစိုးရလက်ထက်မှာပေါ့နော်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ခဲ့ပေမဲ့တစ်ဖက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ဒုက္ခတွေလည်းအများပြားထွက်ပြေးခဲ့ရတယ်ဒါပြင်တနိုင်ငံလုံးဒီအပြစ်ခက်ရစရေးစာချုပ်ကိုလည်းလက်နက်ကင်ရှစ်ဖွဲ့ကပဲလက်မှတ်ထိုးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အခုအစိုးရတက်လက်ထက်မှာငြိမ်းချမ်းရေးအတွက်ဆောင်ရွက်တဲ့အခါမှာဘာတွေကအဓိကစိန်ခေါ်မှုတွေဖြစ်နေမလဲရှင်အဓိကစိန်ခေါ်မှုတွေကတော့ဟို ခုနကကျွန်တော်ပြောသလိုဒီအဖွဲ့အစည်း၃ဘွဲ့ကိုတမ်တော်ကနေပြီးတော့လက်နဲ့ချပြီးမှသာလျင်တို့ညဉ့်ညိုင်းစကားပြောနိုင်မယ်ဆိုတဲ့ကိစ္စကအဓိကအတားဆီးပါပဲနော်ဟုတ်ကဲ့ရှင်အဲ့တော့တမ်တော်အနေနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားပေးဖို့လိုပါတယ်ဆိုတော့ကကိုကန့်ဖွဲ့ဆိုရင်အခုတစ်ဖက်သက်ပြည့်ရထားတယ်ကျွန်တော်တို့တအံပလောင်ဖွဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အစိုးရရဲ့အစိုးရကိုထိုးစစ်ဆင်မှုကိစ္စတွေသူတို့ဘက်ကလည်းရပ်တန့်ထားတယ်အဲ့တော့ ေအဖွဲ့ကလည်းသူတို့ ਨੇ အခြေခံအဖြစ်တူတဲ့အတွက်သူတို့အဖွဲ့သုံးဘွဲ့အနေနဲ့ကအဲတစ်ဖက်သက်အပြစ်ခံရဆယ်ကျုံကြောင်ကြီးညာမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့တပ်မတော်ဘက်ကလည်းဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့တစုံတရာအ short တင်းလို့စဉ်းစားပြလာနိုင်စရာရှိမယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျ အော်ဟုတ်ကဲ့ရှင်အခုနောက်ဆုံးတစ်ခုထပ်ပြီးမေးချင်ပါတယ်ရှင်ဒါကတော့ဒီငင်းချိုင်းမှာအဓိကမပါမဖြစ်ကခုနပြောခဲ့သလိုဆရာပြောခဲ့သလိုပဲเนาะဒီလက်နက်ကင်အဖွဲ့တွေပေါ့ဆိုတော့ဒီလက်ရှိအရသာအစိုးရစစ်စစ်အနေနဲ့တက်ဖက်ကလည်းတိုင်းသားလက်နက်ကင်နဲ့ဆွေးနွေးညှိနှိုင်းရတာတွေလည်းရှိမယ်တဖက်မှာလည်းတမတော်နဲ့ဆက်ဆံရေးကိုဘယ်လိုမျိုးချင်ကက်တိဆောက်တိဆောက်ရမလဲဆိုတော့ပေါ့เนาะဆရာရေသုံးသက်ချက်လေးကိုတစ်ချက်ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့အခုဒီမြို့သားပြန်လဲတင်းမြတ်ရေးလုပ်ငန်းနဲ့ပတ်သက်လို့ ဒီဒေါ်ဆန်းစုကြည်တို့ကျွန်တော်တို့အတိုင်းခံအဖွဲ့အနေနဲ့ပါဝင်တဲ့အစိုးရအဖွဲ့အပေါ်မှာတတ်မတော်ကဒေါ်လေးတဘောတာကောင်းမွန်မှုကြိုးစုံပုံရပါတယ်အဲ့ဒါလဲဒေါ်ဆန်းစုကြည်တို့အဥဆောင်မှုကြောင့်ဒီလိုအနေထားတွေဖြစ်လာတာပါပြီးခဲ့တဲ့အဲကျွန်တော်တို့သတင်းစာရှင်းလင်းပွဲမှာဆိုရင် ဒီလာမယ့်၅နှစ်အတွင်းညဉ့်ညဉ့်ရရအောင်ကြိုးစားကြစို့ညဉ့်ညဉ့်ရရလို့ရှင်တမတော်ကတမတော်ကလည်းကျွန်တော်တို့ဒီအခုအချိန်ကဖွဲ့စည်းအုပ်ချုပ်မှုဥပဒေလွှတ်တော်ထဲမှာပါဝင်မှုတွေရုပ်သိမ်းမယ်ဘာညာဆိုတော့တဘောဓာတ်တွေကြားတဲ့အခါမှာအဲ့ဒါတွေဟာတော်တော်လေးကိုပျော်ပြောင်းပြီးတော့ညဉ့်ညဉ့်နဲ့ကျွန်တော်တို့ဟို Federal Democracy ပြည်တော်စုထူထောင်ရေးအတွက်ကောင်းမွန်တဲ့အလားအလာတွေလို့ထင်ပါတယ်ဒါပေမဲ့အခုလက်တလောကတော့ အဓိကဖြစ်နေတဲ့ပြဿနာက NC လက်မှတ်ရေးထိုးရေးပြဿနာပါအဲလက်မှတ်ရေးထိုးရေးပြဿနာမှာတစ်ဖက်ကကျွန်တော်တို့တစ်ဖက်ကအားလုံးပါဝင်ရေးကိုကန့်တတ်ထားတယ်တမရဘကနောက်တစ်ခုကတစ်ဖက်ကစစ်စင်ရေးတွေဆက်ပြီးတော့ဆင်နွှဲနေတယ်အကြောင်းကတော့အမျိုးမျိုးပေါ့ဗျာဘာပဲဖြစ်ဖြစ်အဲ့လိုဖြစ်နေတဲ့အနေထားအောင်မှာကျွန်တော်တို့ NCA လက်မှတ်ထိုးရေးကတော့တော်တော်လေးကိုကျွန်တော်တို့ညှိနှိုင်းမယ်သဘောရှိတယ်အဲ့ဒီမှာခုနကျွန်တော်ပြောတဲ့သဘောထားအတိုင်း ဒီဖွဲ့သုံးဖွဲ့ကလည်းအပြစ်ခရ10ချောင်းကျင်ညာလိုက်တမ်မရောဘက်ကလည်းထိုးစစ်တီရက်ဆိုင်လိုက်အဲ့ဒီအချိန်ဒီအောက်အောက်မှာကျွန်တော်တို့အဲ NCA လက်မှတ်ရေးထိုးနိုင်အောင်ကြိုးပမ်းနိုင်လို့ရှင် ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။တစ်ချိန်တည်းမှာကျွန်တော်ပြောချင်တာတစ်ခုက NCA လက်မှတ်ရေးထိုးရေးနဲ့27ရာစုပင်လုံးကျွန်တော်တို့အမျိုးသားပြန်လည်တင့်မြတ်ရေးစိတ်ဓာတ်နဲ့ကျွန်တော်တို့ဆွေးနွေးပြတဲ့ညီလာခံနှစ်ခုကိုကျွန်တော်တို့က မရောထွေးစီခြင်းမဟုတ်ဆိုလိုတဲ့အိဗေကတော့ NCA လက်မှတ်ထိုးမှဒီအစည်းအဝေးတက်လို့ရမယ်ဆိုတဲ့သဘောထားမျိုးမရှိစီခြင်းမဟုတ်ကျွန်တော်ဖြစ်စီခြင်းတဲ့သဘောထားကတော့ NCA ရအောင်အားလုံးပါဝင်နေအောင်တစ်ဖက်ကစ조사ရင်းနဲ့အခြားတစ်ဖက်ကကျွန်တော်တို့21ရာစုပင်လုံညီလာခံစင်မြင့်ပေါ်မှာအားလုံးပါဝင်ဆွေးနွေးကြမယ်ဆိုရင်တော့ပုံမကောင်းမွန်တဲ့အလားအလာတွေနဲ့ကျွန်တော်တို့အခြေအနေကောင်းနေကျွန်တော်တို့ပေါ်ပေါက်လာနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဟုတ်ကဲ့ပါရှင့်ကျေးဇူးပါဆရာ ဒါကတော့အစိုးရတက်လက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့အလားအလာနဲ့ပတ်သက်လို့နိုင်ငံရေးစောင်းပါတွေရေးသားနေရဲ့ဆရာဦးတန်ဆိုးနိုင်ကိုဆက်သွယ်မေးမြန်းခဲ့တာပါဆက်လက်ပြီးတော့လည်းသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်